အားလုံးပဲမင်္ဂလာပါရှင်။ Revolu Pharma News Channel ကနေပြီးတော့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ American Outlook တော်တွင်နိုင်ငံဖြတ်ကျော်ကြားဖြန့်ခိုင်းများကိုဖြိုခွင်းနှိမ်နေရေးဥပဒေကိုအတည်ပြုလိုက်ပြီးမြန်မာစစ်တပ်ပါဝင်အကြံပြအစိုးရများ၏ပါဝင်ပတ်သက်မှုကိုစုံစမ်းစစ်ဆေးမိဆွဲတဲ့တင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ American Outlook တော်တွင်အမေရိကန်နိုင်ငံသားအများအပြားကိုပြစ်မှတ်ထားလိမ့်လည်နေသော ိုင်ငံဖြတ်ကျော်ကြားဖြန့်ခိုင်းများကိုဖြိုခွင်းနှိမ်နင်းရေးဥပဒေကိုအတည်ပြုလိုက်ကြောင်းအမေရိကန်အောက်လွှတ်တော်ကတရားဝင်သတင်းထုတ်ပြန်ပါရယ်။ယနေ့ဒီဇင်ဘာလ၄ရက်နေ့အမေရိကန်စံတော်ချိန်ဒီဇင်ဘာ၃ရက်နေ့အမေရိကန်အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီ Asia Asia 5490ကြားဖြတ်နိုင်ငံသားလိမ်လည်မှုခိုင်းများကိုဖြိုခွဲရေးဥပဒေကိုအတည်ပြုလိုက်ခြင်းဖြစ်ကြောင်းရှင်းဥပဒေကိုအမေရိကန်အောက်လွှတ်တော်အမတ် Jefferson Chevrolet Republican Indiana ကတင်သွင်းခြင်းဖြစ်ပြီးအမေရိကန်နိုင်ငံသားများကိုအစုလိုက်ပြုံလိုက်အွန်လိုင်းမှလိမ့်လည်မှုများကျူးလွန်နေသောနိုင်ငံဖြတ်ကျော်ကြားဖြတ်ရစဝက်ခိုင်းများကိုဖြိုခွဲရေးဥပဒေချုပ်ကို Democrat နှင့် Republican Party နှစ်ရပ်စလုံးကထောက်ခံခဲ့ကြောင်းသိရပါတယ်။2023ခုနှစ်မှာစ၍အမေရိကန်နိုင်ငံသားများထံမှကြားဖြတ်လိမ့်လည်ခိုင်းများနှင့်၎င်းတို့ကိုကောက်ကွယ်ပေးနေသောအကျင့်ပြက်အစိုးရများ၏လက်ချက်ဖြင့်ဒေါ်လာဖီလီယံပေါင်းများစွာဆုံးရှုံးခဲ့ရကြောင်းအေရှား 5490ခေါ်နိုင်ငံခြားသားကြားဖြတ်လိမ်လည်မှုခိုင်းများကိုဖြိုခွဲရေးဥပဒေအရနိုင်ငံဖြတ်ကျော်ရဇဝတ်ခိုင်းများကိုချေမှုန်းရေးအစိုးရအေဂျင်စီအချင်းချင်းလုပ်ငန်းအဖွဲ့တရက်ကိုဖွဲ့စည်းပေးခြင်းဖြင့်အမေရိကန်နိုင်ငံသားများကိုအွန်လိုင်းလိမ်လည်မှုများမှကာကွယ်ပေးမည်ဖြစ်ကြောင်းသိရပါသည်။အောက်လွတ်တော်အမတ်ရှယ်ရီကာ2024ခုနှစ်မှာအမေရိကန်တွေဒေါ်လာ18ဘီလီယံလောက်လိမ်လည်ခိုင်းရတယ်လို့ FBI ကသတင်းပို့ထားပြီးအိန္ဒိယနာပြည်နယ်ဟာလူဦးရေအချို့အစားအရဒုတိယအများဆုံးပြစ်မှတ်ထားခံရတဲ့ပြည်နယ်ဖြစ်ပါသည်။ ဒီလိုဖြစ်တာဟာနေစင်းနဲ့အမျှနေထိုင်နေကြတဲ့အမေရိကန်တွေကျွန်တော်ရဲ့မဲဆန္ဒရှင်တွေနဲ့လုံခေါ်ကင်ဘတ်တွေအပေါ်မှာတယောက်မှုတွေရှိစေပါတယ်မိသားစုတွေဟာသူတို့ရဲ့အိမ်တွေကိုဆုံးရှုံးကြရတဲ့အငိမ့်စားယူထားသူတွေရဲ့စူဆောင်းွယ်တွေဟာတညာတည်းပျောက်ကွယ်သွားပြီးဘာမှမကြံတော့လောက်အောင်ဆုံးရှုံးကုန်ကြတယ်ဟုပြောပါတယ်အမေရိကန်အောက်လွတ်တော်နိုင်ငံသားရေးရာကော်မတီဥက္ကဋ္ဌ Brian Mascali ကြားဖြတ်လိမ်လည်မှုစင်တာများမှအလွန်အမင်းရှုပ်ထွေးလာကြောင်းပြောဆိုပါတယ်အမတရားကတော့ဒီလိမ်လည်မှုတွေကြားဖြတ်အဖွဲ့အစည်းတွေဟာ မယုံနိုင်လောက်အောင်ခင်မိပါတယ်သူတို့ဟာကြီးမားတဲ့လုပ်ငန်းတွေပါသူတို့ကိုသူတို့ရဲ့အကျင့်ပြက်အစိုးရတွေကထောက်ခံထားပါတယ်ဘဝတစ်လျှောက်လုံးစူးစောင်းထားတဲ့ငွေတွေကိုလိမ့်လေခံလိုက်ရတဲ့သူတယောက်ရဲ့စုံရှုံမှုတွေကိုစဉ်းစားကြည့်ပါဟုလက်ကောင်းကဆိုပါတယ်ကြားဖြတ်ရဇဝက်ခိုင်းများကအမေရိကန်နိုင်ငံသားများကိုဒါကောင်အဖြစ်ပြုလုပ်ယုံသားမကပင်လူကုန်ကူးခံရသူရာပေါင်းများစွာကိုအာဓမလှုပ်အားပေးရန်အသုံးချနေကြောင်းအလုတ်ကြောင်ညာအတူများဖြင့် လှေစားခံရပြီးနောက်တစခံအဖြစ်ဖမ်းဆီးခံရကနှိပ်စက်ခံရခြင်းသို့မဟုတ်အသက်ခံရနှင့်အကြောက်တရားအောက်တွင်လူကုန်ကူးခံရသူများကအာဓမ္မလိမ့်လည်မှုပမာဏအချို့ကိုပြည့်မီအောင်လှုပ်ဆောင်ခိုင်းခံရကြောင်းအမေရိကန်ကထောက်ပြပါတယ်အလွတ်တော်နိုင်ငံသားရေးရာကော်မတီရဲ့ဥက္ကဋ္ဌတယောက်အနေနဲ့ပြပကနေအမေရိကန်တွေကိုချိန်ချောက်နေတဲ့အရာတွေကိုရင်ဆိုင်ဖြေရှင်းဖို့ကိုကျွန်တော်ဦးစားပေးလှုပ်ဆောင်ခဲ့ပါတယ်။ ဂျာဟာဆိုးသွမ်းတဲ့အစိုးရစနစ်တွေပဲဖြစ်ဖြစ်အကြံဖက်အဖွဲ့အစည်းတွေပဲဖြစ်ဖြစ်ဂျာမာမဟုတ်ဒီကိစ္စမှာလိုပဲကြီးမားတဲ့ online လိမ်လည်မှုတွေကိုလှုပ်ဆောင်နေတဲ့ရက်ဆက်တဲ့ရာဇဝတ်ကိုင်းတွေပဲဖြစ်ဖြစ်ပါဒီနိုင်ငံသားလိမ်လည်သူတွေဟာဂျိုးစာပန်စာအလုံးလုံးနေတဲ့မိသားစုတွေတက်ကြီးရွယ်အိုတွေနဲ့ကျွန်တော်တို့ရဲ့စစ်မှုတန်းဟောင်းတွေကိုပြစ်မှတ်ထားပြီးဒေါ်လာဘီလီယံပေါင်းများစွာခိုးယူကောင်းဘဝတွေကိုပျက်စီးနေကြပါတယ် ဒါကြောင့်ဒီရာဇဝတ်ခွင့်ရက်တွေကိုလိုက်လံပိတ်ဆို့ဖို့အတွက်ကျွန်တော်တို့ကော်မတီ Asia 5490ကိုဒီနေ့အတည်ပြုခဲ့တဲ့အတွက်ကျွန်တော်ခုံယူပါတယ်ဟုအမေရိကန်အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ Brian Musk ကသုံးသပ်ပြောဆိုပါတယ်။ ရှင်အပြင်အဆိုပါဥပဒေအရတရုတ်ကွန်မြူနစ်ပါတီအရာရှိများနှင့်ရာဇဝတ်ခိုင်းများအကြားဆက်နွယ်မှုများဒေတာရင်းလုံခြုံရေးဆိုင်ရာလွှမ်းမိုးမှုကိုနှက်ဆိုင်စေခြင်းနှင့်အမေရိကန်နိုင်ငံသားများကိုပြစ်မှတ်ထားလာစေရန်ဒွန်အားပေးသည့်ကြွေးချယ်ဖန်ဆီးနှိမ်နှင်းမှုများအပါအဝင်အွန်လိုင်းငွေလေးလုပ်ငန်းများစတင်ဖြစ်ပေါ်လာခြင်းနှင့်ဆက်ဆက်တရှိခြင်းတို့တွင်တရုတ်ပြည်သူ့သမ္မတနိုင်ငံ PRCE ပါဝင်ပတ်သက်မှုများကိုစုံစမ်းစစ်ဆေးမိဖြစ်ကြောင်းသိရှိရပါသည်အလားတူမြန်မာနိုင်ငံအတွင်းအွန်လိုင်းငွေလေးလုပ်ငန်းများကိုခွင့်ပြုထားခြင်းလှစ်လှူရှုထားခြင်းနှင့် အကျိုးမြတ်ရယူနေခြင်းတို့တွင်မြန်မာစစ်တပ်၏ပအဝင်ပတ်သက်မှုကိုစုံစမ်းစစ်ဆေးရနေမြန်မာနိုင်ငံရှိငွေလိမ်စင်တာများအတားအဆီးမရှိလဲပတ်နေမှုကိုရပ်တန့်နိုင်ရေးအတွက်နိုင်ငံအတွင်းမတိငိမှုများနှင့်အကြံဖတ်မှုများကိုဖြေရှင်းရန်အရေးကြီးကြောင်းဥပဒေဆိုင်ရာသုံးသပ်မှုများတွင်ထောက်ပြဆွေးနွေးကြကြောင်းသိရပါသည်